F1 ဟာတကယ်ပဲပြန်တန်းနေတဲ့ခံတပ်တစ်ခုပါ၎င်းဟာအခြားလေယာဉ်တွေထက်ပိုမြင့်ပြီးတော့ပြန်တန်းနိုင်ပါတယ်၎င်းဟာ F16 တိုက်လေယာဉ်လောက်မြန်ဆန်ပြီးနျူကလ িয়ার တိုက်ခိုက်မှုဖြစ်ပေါ်ရင် လုံခြုံတဲ့ခံတပ်အဖြစ်လှုပ်ဆောင်နိုင်ပါတယ်၎င်းကကမ္ဘာလုံခြုံဆုံးလေယာဉ်ဖြစ်လူသိများပါတယ်ခီးတိုပဲဖြစ်ဖြစ်ခီးရှိပဲဖြစ်ဖြစ် F1 ဟာအမေရိကန်သမ္မတကိုကမ္ဘာနေရာမြေတိနေရာမဆိုအမြဲအစဉ်သင့်ခေါ်ဆောင်နိုင်ပါတယ် F1 တမတောက်ကိုတင်ဆောင်တဲ့လေရင်မြည်တိတစည်းအတွက်မဆိုးအသုံးပြုတဲ့အချက်ပြအမည်ဖြစ်ပါတယ်။ဒါပေမဲ့နေပေါင်းများစွာကြာလာချိန်မှာဒီအမည်ဟာအထူးလေရင်တစည်း Boeing 747 200B နဲ့ဆက်ဆက်နေခဲ့ပါတယ်။တကယ်တော့အဲ့ဒီလေရင်နစီးရှိပါတယ်။ဒါတွေဟာတာမန်စီးပွားရေးလေရင်များတော့မဟုတ်ပါဘူး။၎င်းတို့က Boeing မှာအထူးတိစောက်ထားပြီး American စစ်တပ်မှအစ်မြင့်တင်ထားတာဖြစ်ပါတယ်။ လေရင်ဒစီစီလေပဘုတ်အတွက်တနာယီကိုဒေါ်လာ16000ကျော်ကုန်ကြပါတယ်။၎င်းကအထ6ထပ်မြင့်ပြီးတော့86မီတာရှိပါတယ်။တာမန်ဂျက်လေရင်တွေတက်ပိုးရှိပါတယ်။3000 9800ကီလိုဂရမ်အလေးချိန်ရှိပါတယ်။၎င်းက4500ပေအထိပြန်တန်းနိုင်ပါတယ်။ဒီကောင်ရဲ့ Air Force Go အမီကတော့ VC25 ဖြစ်ပြီးတော့ မြေအမြင်နံပါတ်များကတော့28000နဲ့29000ဖြစ်ပါတယ်။လင်းရဲ့အတွင်းဘက်ကိုကြည့်မယ်ဆိုရင်အတွင်းနေရာ စုစုပေါင်းဟာအထက်3ထပ်ပါဝင်တဲ့4000စတူရန်ပေရှိပါတယ်။အပေါ်အထက်ဟာဆက်တွေ့ရေးအတွက် ဖြစ်ပြီးတော့အလွန်အစင်မြင့်ဤပညာပါဝင်ပြီးတော့ဆွေလျားနိုင်တဲ့ကုတ်ကဲမှုဗဟုအဖြစ်လှုပ်ဆောင်ပါတယ်။အောက်အထက်ကတော့ကွန်ပျူတာအတွက်ဖြစ်ပြီးကိုပိုင်ခီးဆောင်အစနစ်ပါရှိပါတယ်။အလေတကတော့လုဆောင်ချက်အများစုဖြစ်ပေါ်တဲ့နေရာဖြစ်ပါတယ်။ ရှေ့ပိုင်းမှာတမရအခန်းအစုံရှိပါတယ်တမရရဲ့ယုံအိတ်ခန်းနဲ့ကိုပိုင်းချိုးခန်းပါဝင်ပါတယ်တမရရဲ့နေရာကိုကျမ်းမြေဘောကကျဲပုံစံကော်စောနဲ့လွယ်လွယ်တိနိုင်ပါတယ်ကျဲများကို ကော်စောဘုံမှာတွေ့ရင်အဲ့ဒါဟာတမရရဲ့ကိုပိုင်းနေရာပါ၎င်းဘုံဘိုင်းမှာလိုဝက်ဝဆောင်မှုနဲ့နေရာရှိပြီးတော့နောက်မှာအခြေအနေအခန်းရှိပါတယ်အဲ့ဒီမှာ ကျေပိုးစံကောသောပါရှိပါတယ်။အဲဒီမှာခါချီများမာရောင်တမရတရိပ်ပါရှိပါတယ်။အဖြစ်ရောဖုန်းများဟာတမန်ကောဆုံမှုအတွက်ဖြစ်ပြီးအဝရောင်ဖုန်းတွေဟာခေါလုံချုံတဲ့ကောဆုံမှုအတွက်ဖြစ်ပါတယ်။ခီးတဲ့90ဦးအတွက်နေရာ အလုပ်ဧရိယာတွေနဲ့အစီဝေးနဲ့စားတောက်ခန်းမိဖို့ကြောင့်နှစ်ခုပါရှိပါတယ်။အဖို့စွမ်းမှာဆောင်းတူပါဝင်ပါတယ်။၎င်းမှာနောက်ဆုံးစေကိယာမီပါဝင်တဲ့ တင်းငယ်တဲ့ခွဲစိတ်ကံတမနာရဲ့တွေးအမျိုးအစားအဖို့တူလောင်မှုနဲ့ရေးပေါ်အတွက်အထူးကာကွယ်စည်းတွေပါရှိပါတယ်။ကာကွယ်ရေးစနစ်တကတော့ Force 1မှာ Washington DC အနီး George Base Andrew မှာလှုပ်ဆောင်တဲ့ Hangar ထဲမှာနေထိုင်ပါတယ်။အဲ့ဒီအခြေအနေမှာစစ်တပ်စစ်စေးရေးဂိတ်နဲ့လှုပ်ဆောင်ရေးခြံတစ်ခုရှိပါတယ်။တမရစစ်တပ်က F41 ဟာမြေပြင်ထက်လေထဲမှာပူလုံချုံတယ်လို့ဆိုပါတယ် ၎င်းက14,300 14,300ကီလိုမီတာအထိရပ်တန့်မှုမရှိ ပြန်တန်းနိုင်ပါတယ်။လေထဲမှာစီဖြစ်နိုင်တဲ့အတွက်အချိန်အကန့်အသတ်မရှိပြန်တန်းနိုင်ပါတယ်။၎င်းရဲ့အမြင့်ဆုံး အမြန်နှုန်းဟာတနအီကီလိုမီတာ965ဖြစ်ပါတယ်။911အကြတဲမှာ F16 pilot ဦးကအဲ့ဒီကိုလိုက်ဖမ်းဖို့အမြန်နှုန်းမြစ်ခဲ့ရတယ်လို့ဆိုခဲ့ပါတယ်။လေဟာလေ ဒုံးကြီးမြေဒုံးကြီးနဲ့ဒရုန်းတိုက်ခတ်မှုတွေကိုစစ်တပ်နိုင်ဖို့အတွက်ကန့်ကန့်စွာတိစောက်ထားပါတယ်။၎င်းရဲ့ကိုယ်ထံနဲ့ပရင်းတွေအရော့၆ခုတင်ထားပါတယ်။ထွက်ပေါက်တစ်ခုချင်းမှာလေတပ်များမှာဖြည့်ဆည်းမှုကိုကာကွယ်ဖို့အတွက် ကိုပိုင် လေကားရှိပါတယ်။၎င်းမှာရေဒါဂျမအပူရှာဒုံးကြီးတွေကို လမ်းမစေရန်မိတောက်တွေလက်စစ်တန်လိုက်များကိုကာကွယ်မှုနဲ့အခြားထိပ်တန်း လိုအပ်ကာကွယ်ရေးတွေပါရှိပါတယ် Air Force 1ပြတ်တမှုတစ်ခုချီကိုဒီ decide decision ပါတယ်လမ်းကြောင်းတစ်ခုချင်းအရန်အစီအစဉ်တစ်ခုချင်းဖြစ်ပါတယ်အခြားလေးဟာအနည်းဆုံး3ရေကြောင်းမိုင်း9.5ကီလိုမီတာအကွာမှာနေရပါမယ်နိုင်ငံတကာခီးများမှာရဟရင်နဲ့ရင်များတင်ဆောင်တဲ့အခြားလေများဥမာတမတကာ beast the beast ကိုအရင်တွားပါတယ် air force 1နောက်မှာ ဒူးဒေးလေရင် E4 အဆင့်မြင့်လေရင်ကိုကိုကဲမှုပို့ပြန်တမ်းပါတယ်နျူကလ িয়ার ကိုကဲမှုဘဟုအဖြစ်လှုပ်ဆောင်ပါတယ်ကမ္ဘာမှာအဲ့ဒီလေရင်၄စီးတာရှိပါတယ်အဲအသင်းစရာကောင်းတာက Air Force 1ဟာများသောအဖြစ်တိုက်လေရင်လိုက်ပါမှုမရှိပြန်တမ်းပါတယ်အရေးပေါ်ဒါမှမဟုတ်အများပြည်သူပြတ်တက်ရန်အတွက်လိုက်ပါမှုရရှိပါတယ်လဟောတာမန်၄စိတ်များမှာဘယ်တော့မှမစင်ပါဘူးလုံခြုံတဲ့ဒါမှမဟုတ် စစ်ပဲအခြေများမှသာဆင့်သက်ပါတယ်။ခီးမထွက်ခင်အမေရိကန်စစ်တမ်းနဲ့လိုဝတ်ဝန်ဆောင်မှုအဖွဲ့များဟာလေစိတ်ကိုရတတပများကြိုတင်တွားရောက်ပြီးပြင်ဆင်ပါတယ်။လေရင်ထိန်းသူများဟာအနည်းပဝန်ချင်းပြန်တမ်းမှုတွေကိုလုံခြုံရေးအတွက်လမ်းကြောင်းပြောင်းပေးပါတယ်။အဖွဲ့ဝင်တွေကိုကြည့်မယ်ဆိုရင်တော့ F1 ကိုသမရဒေတအုပ်စုမှစီမံပါတယ်။ တာမာပိုင်လော့နှစ်ဦးလမ်းညွန့်တဦးအင်ဂျင်နီယာတဦးနဲ့လေယာဉ်မဲတွေပါဝင်ပါတယ်၎င်းတို့ကလှုပ်ဝက်ဝန်ဆောင်မှုနဲ့အတူဖြစ်နေတဲ့အရေးပေါ်အလုံးအတွက်လေ့ကျင့်ပါတယ်၎င်းတို့ကထွက်ပြေးတဲ့ကာကွယ်ရေးလေ့ကျင့်ခန်းတွေလည်းလေ့ကျင့်ပါတယ်တကယ်ဥပမာတစ်ခုမှ1994မှာတပ်တာနစ်ဆန်စီရာကီတွားချင်းဖြစ်ပွားခဲ့ပါတယ်အချက်ပြမှုမရှိဘဲ MG Jet 4ပေါ်လာခဲ့ပြီး ပိုင်လောကတိုက်ခတ်မှုလို့ထင်ခဲ့တဲ့အတွက်တမနာကိုကာကွယ်ရန်ပြင်ဆင်စွာငုတ်ချခဲ့ပါတယ်အသစ် Air Force 1 Boeing 747-200B ဟာတောင်ကူအကူစက်ကလေးကဝန်ဆောင်မှုပေးနေခဲ့ပေမဲ့အသစ်လေယာဉ်တွေတိစောက်နေပါတယ်2018မှာ Boeing ကဒေါ်လာ3.9ဘီလျံရရှိခဲ့ပြီး7478လေးရင်နှစ်အထက်ဖန်တီးဖို့အတွက်ဖြစ်လာပါတယ်။အောင်တို့က2024မှာ အစင်သစ်ဖြစ်တင့်ခဲ့ပေမဲ့နောက်နေမှုတွေကြောင့်ပေးပို့မှုကို2026-2029ကြားဆွေးနွေးခဲ့ပါတယ်။အသည့်လေရင်များမှာအစင်မြင့်တင်ထားတဲ့စည်ရင်ဤပညာအစင်မြင့်စစ်တွဲရေးစနစ်တွေနဲ့ပို့မှုခိုင်ခန့်တဲ့ကိုပိုင်းကာကွယ်ရေးအင်အားရတွေပါဝင်မှာဖြစ်ပါတယ်။လိုအပ်အသေးစိတ်အားလုံးကိုဘယ်သူမှမသိပေမဲ့၎င်းတို့ကတခါမှမရှိခဲ့ဘူးတဲ့အစင်မြင့်ဆုံးနဲ့လုံခြုံဆုံးတမန်တော်လေးများဖြစ်လာမှာပါ။